သေးအသေးတိုက်ယူပြီးခါမှလာဂျူကနေနောက်ပြန်ဆုတ်ပြီးတဲ့ MNDA တပ်လောက်ရပေါ်မှာဒေါ်လာရေးကိုထောက်ခံနေကြတဲ့ဖွဲ့စည်းတွေကမိကွန်းတွေနဲ့ပြင်နေနေပါဗျ။ MNDA ကယခုလိုလာဂျူကနေနောက်ဆုတ်ပြီးလိုက်ရတာဟာစစ်ကောင်စီကိုထောက်ခံထပ်ဖို့အမျက်ရှိတရုတ်နိုင်ငံကြီးကြားဖြတ်မှုကြောင့်လာရှူမျိုးတွင်းကခရိုင်ပေါင်း၁၂ခုကနေစစ်ကောင်စီထံကို ပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာလာရှုမြို့ကိုဧပြီလ24ရက်နေ့မှာပြန်လည်ဝင်ရောက်လာခဲ့ပြီးမြို့တော်ခမ်းမစိမှာလွင့်ထူထားတဲ့ MNDAA နဲ့ကိုကန်အထုတွေတက်တက်အလံများကိုလည်းဒီတရားမှမကုံမဲနဲ့အသာတကြီးဖြုတ်ချနိုင်ခဲ့ပြီးအဲ့ဒီနေ့မှာပဲစစ်ကောင်စီတပ်ဖွဲ့ကစစ်ရင်နှန်း60ကျော်နဲ့လာရှုမြို့ကိုချစ်တက်လာခဲ့တယ်လို့တရင်းရင်းမြစ်ကပြောပါတယ်တရုတ်ဆိုရဘက်က MNDAA သားလာရှုကနေစုံမပေးရင် စီပွားရေးပိမဲနေဆက်ကုံသွဲမှုပိပမဲကောင်းဆောင်တွေကိုလည်းဖမ်းမဲ့စတဲ့ချင်းချောက်မှုတွေလည်းပြောဆိုခဲ့ပါတယ်အဲ့လို PR မှုတွေကြောင့် MNDA ဟာ last year ကနေစုခွာခဲ့ပြီးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုပဲအုပ်ချုပ်ဖို့တဘောတူညီလိုက်ပြီး NMDA နောက်ဆုတ်သွားပြီးနောက်စေကောင်စီဘက်က last year ကိုစေအားအလုံးအင်းနဲ့ဝင်ရောက်နေရာယူလာတာဖြစ်ပါတယ် MNDA တပ်ဖွဲ့ဟာလာဆွေမျိုးကုန်သိမ်းပနိုင်ရေးအတွက် အချိန်တလကြာကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။လာဆွေမျိုးသိမ်းတိုက်ပွဲဟာဇူလိုင်လ၂ရက်နေ့2024ခုနှစ်မှာစတင်ခဲ့တာပါ။တိုက်ပွဲများမှာတလကြာကြာဖြစ်ပွားခဲ့ပြီးဩဂုတ်လ3ရက်နေ့2024မှာ MNDA ကလာဆွေမျိုးမှာထိုင်ချနေတဲ့အစိမ်းမြောက်ပိုင်းစစ်ဌာနချုပ်ကိုသိမ်းယူနိုင်ခဲ့ပါတယ်။ ိုက်ပွဲဖြစ်ပွားနေတဲ့ဒေါ်တွင်းမှာစစ်ကောင်စီဘက်ကလာရှိုးမကြစီရဲ့အတွက်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းတရာနာကတ်လာလို့တလကျော်အကြာမှာအရသာတည်ဆုံးမှုအ ਨੇ ဆုံး300အထိရှိခဲ့တယ်လို့ကိုးကားလာတဲ့သတင်းတွေမှာတွေ့ရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ချိန်တော့ဆိုရင်ပြေးသူပြေးလူမရှိတဲ့ချိန်မှာခိုးသူခိုးနေအင်ရက်ွက်အတွင်းမှာတည်ဆုံမှုရုပ်အလောင်းတွေရှိနေတော့လဲတိုက်ပွဲနေနေဖြစ်ပွားနေလို့ဘယ်သူမှသွားမကောက်ရဲခဲ့ကြပါဘူးလာရှိုးမြို့ဟာလဲ အဲ့ဒီချိန်တော့ဆိုမြုပ်ပြတ်တဲ့ဘွယ်ဖြစ်ပေါ်ခဲ့ပါတယ်။လမ်းဘေးလမ်းမပေါ်တွေမှာတည်ဆုံနေတဲ့ရုပ်အလောင်းတွေမှာလည်းခွေးဆွဲတဲ့အထိဖြစ်ပေါ်ခဲ့တဲ့အာလုံးမမ်းမိတတ်မယ်ထင်ပါတယ်။ဒါပဲမကသေးပါဘူး။လေးချောင်းတိုက်ခိုက်မှုအပါအဝင်အမြောင်နဲ့ပါလမ်းပစ်ခံရလို့လာရှိုးမြို့မှာရှိတဲ့ဘုံကြီးเจ้าများဖျားများเจ้าများဆေးရုံများနဲ့ဈေးများအပါဝင်အများပြည်သူရဲ့အဆောက်အဦတွေများစွာပျက်စီးဆုံးရှုံးခဲ့ရပေမဲ့အရေးအတွက်ကိုတော့တိတိကျကျဖော်ပြထားတယ်မသိရသေးပါဘူး ဒါအပြင်လာရှုမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်2024ခုနှစ်ဇူလိုင်လကနေဩဂုတ်လအတွင်းမှာတိုက်ပွဲများကြားဆစ်ဆောင်နေရသူအနည်းဆုံး3300အထိရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ချိန်မှာလည်းပိတ်မိနေသူအများအများရှိခဲ့ပါသေးတယ်။လာရှုမြို့ကိုလေကြောင်းအပါဝင်အဝေးကနေလမ်းပစ်တဲ့အမြောက်ကြီးရံကို ကြောက်လို့မန္တလေးတောင်ကြီးဘက်ကိုဆစ်ဆောင်များဟာထွက်ပြေးကြရပြီးအကန့်ခနေအင်း9ရံခနဲ့ ခရီးသွားစရိတ်အဆက်မတန်တိုးကောက်ခံရလို့ MNDA ကယခုလိုလာရှုံးမြို့ကိုလွယ်လွယ်လေးနဲ့နောက်ဆုတ်ပေးလိုက်တာဟာတေဆုံးနေတဲ့ပြည်သူတွေအတွက်တရားမျှတမှုရှိပါမလားအသက်ပြန်စင်လာမလားစတဲ့မေးခွန်းတွေနဲ့ပြင်းနေနေပါဗျာ